ားလုံးပဲမင်္ဂလာပါဗျ TD Football Show YouTube Channel ကနေပြီးတော့ဒါညီကိုတွေအားလုံးကိုပြန်နေပြီးကြိုဆိုလိုက်ပါတယ်အခုဆိုရင် Club Hockey ပွဲစဉ်တွေဒါကံပြီးတာဒါ၄ရက်မြောက်ကံပြီးသွားတဲ့ချိန်မှာဒါကျွန်တော်ရဲ့ရွေးချယ်မှုကတော့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒါ၃ရက်ဆက်တိုက်ပေါ့နော်ဒါအခုနောက်ပိုင်း၅၆၆၆ခုမှာ၃ရက်ဆက်တိုက်မှန်ကန်မှုရှိခဲ့ပါတယ်ဗျဒါကြောင့်ကျွန်တော်ဟိုအပင်းနေတဲ့ညီကိုတွေအနေနဲ့လည်းဒါအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်ထပ်ပြီးတော့ရွေးချယ်ပေးခြင်းနဲ့ ျွန်တော်ရဲ့စိတ်ကြိုက်ပွဲကောင်းနှစ်ပွဲရှိပါတယ်အဲ့ဒါကတော့ဒါ Club Rocket ဒါ Group H Group G မှာပါဝင်နေတဲ့ကျွန်တော်ဒါ UA Club A အတင်းနဲ့ Italy Club Juventus အတင်းတို့ရဲ့ပွဲစဉ်ပွဲစဉ်နဲ့ဒါပြီးတော့ Group H မှာပါဝင်နေတဲ့ Real Madrid အတင်းနဲ့ဒါ A အတင်းတို့ရဲ့ပွဲစဉ်ပဲအဲ့ဒီလေအတင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျအဲပထမဆုံးရွေးချယ်တော့ကျွန်တော်ရွေးချယ်သွန်းသပ်ပေးမယ်ပေးမယ်ပွဲကတော့ဒါ A အတင်းနဲ့ဒါ Juventus အတင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် အဲဒီဘွဲအတွက်ကျွန်တော်မနက်ခင်းစမနက်ခင်းစတဲ့ကြီးမှာတော့ဒါကြိုးပြတဲ့အင်းကဘော်ဒီနှလုံး30အနိုင်မျိုးနှလုံး30အနိုင်မျိုးပေးထားပြီးတော့ဒါကိုပေါင်းကြီးက3လုံး20ရှုံးပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျအဲဂလိုလော့တွေကျွန်တော်တို့ပေါက်ကြီးတွေကိုခတ်တာမေးထားပြီးတော့ဒါဒီနှစ်တင်းရဲ့ဒါတင်းဖောင်တွေကိုကျွန်တော်တင်းဖောင်နဲ့ခြေစွမ်းတွေကိုကျွန်တော်တို့တစ်ချက်အဲလေးလာကြည့်အောင်ဗျအင်းအင်းကနောက်ဆုံးကစားထားတဲ့9ဘွဲမှာ3ဘွဲနိုင်ပြီးတော့ဒါ2ဘွဲတည်ကြထားတာကိုကျွန်တော်တွေ့ရတယ်တွေ့ရပါတယ်ဗျ အသင်းရဲ့လက်ရှိလူစီရဲမှာဆိုရင်လည်းဒါပရီးမီးယားလိဂ်ကလပ်ဒါဝူးဖ်အသင်းပရီးမီးယားလိဂ်ကလပ်ဒါဝူဗာဟန်တန်အသင်းရဲ့အသင်းနဲ့ပေါ်တူဂီအသင်းပေါ်တူဂီလက်ရွေးစင်နေရတာကိုသမဟောင်းရူရရူပရီစီယိုပရီစီယိုပြီးတော့လို့ရှိရင်ပေါ်တူဂီပေါ်တိုအသင်းမှာပေါ်တူဂီလိပေါ်တိုအသင်းမှာဒါကစားခဲ့တဲ့ဒါဖာရီယိုကာဒိုဆိုအဲပြီးတော့လို့ရှိရင်အာဂျင်တီးနားကွင်းလယ်လူမှာတစ်ပလာစီကိုရောအပြင်ဒါလက်ရှိမှာခြေစွမ်းပြကစားနေတဲ့ဒါမော်ရိုကိုရဲ့တိုက်ရှင်မှုဒါဆိုဖန်ရာမီနီတို့ပါဝင်နေပြီးတော့ သူတို့ကပြီးခဲ့တဲ့ဒါ UAE League ပြိုင်ပွဲမှာတော့ဒါအဆင်သုံးနေရာမှာဒါသူတို့အဆင်သုံးနေရာမှာယက်တည်နိုင်ခဲ့ပါတယ်ဗျဂျူပီတာအသင်းကတော့ဒါနောက်ဆုံးရှင်ပြိုင်ထားတဲ့၅ပွဲမှာ၃ပွဲနိုင်ရရှိ၃ပွဲနိုင်ရရှိထားပြီးတော့ဒါ၂ပွဲတည်ကြထားပါတယ်ဗျဒါဒီအုပ်စုမှာမန်စီးတီးနဲ့ဒါဂျူပီတာအသင်းကဒါနောက်ဆုံးတက်ဖို့ရေပန်းအစားဆုံးအသင်းနဲ့အသင်းဖြစ်ဖြစ်တဲ့အတွက်ဖြစ်တဲ့အပြင်ဒါဂျူပီတာအသင်းရဲ့ဒါလူစီရင်ကလည်း အရင်အသင်းတဲ့ဒါစုဖွဲ့မှုဒါများစွာတာလွန်နေတာကိုကျွန်တော်တွေ့ရပါတယ်ဗျအရင်အသင်းနေနဲ့လက်ရှိတင်းမောင်ရရောခြေစွမ်းပိုင်းအရာပါကောင်းမွန်နေတယ်ဆိုပေမဲ့ဒါဂျိုဗီဒက်ကိုရှင်ကန်ဖို့ဆိုတာတော့ဒါသူတို့တော်တော်မလွယ်ကူတဲ့အနေအထားမျိုးဖြစ်ပါတယ်ဗျဒါဒါပေမဲ့ဒါသူတို့အနေနဲ့ဒါအုပ်စုနောက်ဆင်းတက်ဖို့အတွက်ဒါစူးစမ်းနေတယ်ဆိုရင်တော့ဂျိုဗီဒက်ဒါသူဂျူဗင်တက်ကိုဒါအမြင့်ဆုံးတည်ရေလောက်ခံခံနိုင်အောင်ကြိုးစားမယ်ဆိုရင်တော့ဒါနောက်ဆင်းတက်ဖို့အခွင့်အရေး ကိုမျောလင်းလို့နေထားမျောလင်းလို့ရမယ်နေထားမှာရှိနိုင်တယ်ဆိုပေမဲ့လည်းဒါအိမ်အသင်းရဲ့ခံစစ်အနေနဲ့ဒါကိုလိုမူဝါနီဗလာဟိုဗစ်အဲကနန်ယီဒစ်ပြီးတော့လို့ရှိရင်ကိုစီဆာအိုတို့လိုကစားသမားတွေကိုဘလောက်ထိဟန်တားနိုင်မလဲဆိုတော့ဒါကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဗျ။အခုညနေခြေပြောင်းလဲမှုအရာလဲဒါဂျူပီတာက body body ကြီးနှလုံး30ကနေပြီးတော့1.80လောက်ထိကျသွားပြီးတော့ကိုပေါင်းကြီးကလည်း3.20ကနေပြီးတော့ ၃လုံး20ရှုံးကနေပြီးတော့ဒါ၃လုံးသွင်း50နိုင်လောက်ထိပြတ်သွားတာကိုကျွန်တော်တွေ့ရပါတယ်ဗျာကိုပေါင်းကြီး၃လုံး20ကနေပြီးတော့ကျွန်တော်တို့တော်လုံး20ရှုံးကနေပြီးတော့ဒါ30 50အထိတက်သွားတယ်ကြည်ရကျွန်တော်တို့ထိုးသားတွေအနေနဲ့နည်း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 တော့ကျွန်တော်စဉ်းစားရမယ့်အနေအထားမျိုးဖြစ်တယ်ဗျာဘာလို့လဲဆိုတော့မနေ့က body ကြီး 1D ဂိုးပေါင်းကြီးအဲ30 50ပောက်ခဲ့တဲ့တော်မွန်က body ကြီးရောဒါဂိုးပေါင်းကြီးပါဒါအောင်မြင်မှုမရှိအောင်မြင်မှုမရှိခဲ့ပါဘူးဗျာဒါကြောင့်နေချင်းသဘောဖြစ်ပေမဲ့ဒါ နေချင်းမဖြစ်ပါမယ်အန်ဒီရများတဲ့ကိုပေါင်းကြီးကြောင့်ရပြီးတော့ဗာတကိုးတာနဲ့နိုင်ရင်တော်မှပဲကျွန်တော်တို့အပြည့်ရှုံးနေအောင်မဲ့ဘော်ဒီရေးကြောင့်ရဘော်ဒီရေးကြောင့်နေနဲ့ကျွန်တော်အနေနဲ့ရွေးချယ်ပေးရမယ်ဆိုရင်တော့အာဒီဘက်ကိုဂျူဝင်တဲ့အနေနဲ့1 z 2 1လောက်နဲ့ပဲဒါအနိုင်ရရှိသွားမယ်လို့ကျွန်တော်ခံမှန်းမိတာကြောင့်ကျွန်တော်ဒီပွဲကိုကျွန်တော်ပြောပြရမလဲ go out go out ကြိုက်နေဗျာကျွန်တော်ဒီပွဲကို go out ကြိုက်ပါတယ်ဗျာ ဒါကြောင့်ကျွန်တော်နဲ့ကျွန်တော်ရဲ့ဒါရွေးချယ်မှုကတော့ဒါအေရင်တင်းနေတာယူနေတင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ဒါ goal out ဖြစ်ပါတယ်ဗျ။အဲဒါကြောင့် North Wales ကိုသွားလိုက်အောင်ဒါ Real နဲ့ Real Madrid နဲ့ဒါအေဟီလေတင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဗျ။ Club Hockey Group မှာပါဝင်နေတဲ့ Real နဲ့အေဟီလေတို့ကဒါကြောင့်သူတို့နှစ်တင်းကဒါနောက်ဆုံးတက်ဖို့ဒါရေပန်းစားဆုံးနှစ်တင်းဖြစ်ရှိနေပါတယ်။ဒါကြောင့်ဒီနှစ်တင်းရဲ့တွဲဆုံမှုက တွဲဆုံမှုကဒါဘဲတင်းအနိုင်ရရှိတဲ့တင်းကအုပ်စုပထမရရှိသွားမဲ့ပုံစံနဲ့မျိုးဖြစ်တဲ့အနေအထားကြောင့်ကျွန်တော်တို့ဒီပွဲကစောင့်ကြည့်ရမယ့်အနေအထားလေးဖြစ်နေဗျဒီနေ့မှာချန်ပီယံလေးရောလာလီဂါဖလားပါဆုံးရှုံးထားတဲ့ရီယက်ကဒါနီးပြားကြီးဒါအန်ဆယ်လော်တီကိုထုတ်ပယ်ပြီးတဲ့နောက်မှာတော့နီးပြားတဲ့အလွန်ဆိုလက်ထက်မှာဒါပထမဆုံးကစားမဲ့ပွဲစဉ်လေးဖြစ်ပါတယ်ဗျဝိရကအခုလက်ရှိမှာဒါဘောမောက်ရဲ့လူငယ်ဒါစပိန်နဲ့စပိန်လေဝေးစင်တင်းနဲ့ဒါဘောမောက်ရဲ့ဒါလူငယ်ကစားလူငယ်ခက်စစ်ကစားသမား ဝိုက်ဟူဆန်ကိုခေါ်ယူထားသလိုဒန်ဟူဆန်ကိုခေါ်ယူထားသလိုလီဗာပူးရဲ့ညာနောက်ခံလူဒါအလက်ဇန္ဒားအာနိုကိုလည်းခေါ်ယူထားတဲ့ကြောင့်ရီးရဲ့လူစင်းကတော့ဒါဒီနေ့အနေအနေငယ်လေးပို့ပြီးတောင်းတင်းလာမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဗျတစ်ဖက်ကအေးလေတင်းက sorry လိမ့်မှာဒုတိယနေရာသားရရှိခဲ့တယ်ဆိုပေမဲ့လည်းဒါမော်ရိုကိုရဲ့သူတို့သူတို့လူစည်းမှာဆိုလို့ရှိရင်တော့ဒါမော်ရိုကိုရဲ့ဒါဂိုးသမားဘိုနူနောက်တန်းမှာဆိုရင်လည်းဒါကူလီဘာလီကန်ဆယ်လို့လိုရီတို့လိုကစားသမားတွေအပြင်ဒါကွင်းလယ်မှာဆိုရင်လည်းဒါ ရူဗန်နီဗက်တို့မီလန်ကိုဗစ်စာဗစ်တို့လိုကစားသမားတွေရှိနေပြီတိုက်တိုက်ရှင်းမှလည်းဒါမီဆိုဗစ်တို့မဲကွန်တို့လိုကစားသမားတွေရှိတာကြောင့်ဒါဒီအဲ့ဒီလေတင်းရလဲဒါအတော်လေးလူစည်းရေးစုဖွဲ့မှုကောင်းမနာကျွန်တော်တွေ့ရပါတယ်ဗျဒီနှစ်တင်းကသူတို့ထိတိုက်တွေ့ဆုံမှုတစ်ချိန်ရှိထားပြီးတော့ဒါ2023ဒါ FIFA Club World Cup Final မှာတော့ဘီရဲ့တင်းက5-3ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတော့ကျွန်တော်တွေ့ရပါတယ်ဗျလက်ရှိလက်ရှိဖွင့်လှစ်ထားတဲ့မနက်ခင်းစတဲ့ကြီးရမှာဆိုရင်ရီယက်က body ကြီး နှလုံးသွင်း90အနိုင်လောက်ထိပေးထားပြီးတော့ဘီရဘောဂိုးပေါင်းကြီးကတော့ဒါသုံးလုံးသွင်း90အရှုံးလောက်အရှုံးဆိုတဲ့ဂိုးပေါင်းကြီးပြုတ်ကိုပေးထားတာတွေ့ရပါတယ်ဗျအဲညနေပိုင်းကြေးပြောင်းလဲမှုရတော့ရီယက်ကဘော်ဒီကြီး1-90လောက်ထိကျသွားပြီးတော့ဒါဂိုးပေါင်းကြီးကလည်း3-60လောက်ထိဖြစ်သွားတော့ကျွန်တော်တွေ့ရပါတယ်ဗျအဲလက် အဲ့လေတင်းရဲ့လက်ရှိခြေစွမ်းပိုင်းရရောဒါလက်ရှိခြေစွမ်းပိုင်းရရောလူစင်းရဲ့အရာခေါ်ဒါလက်စင်တန်းအရာပါဆိုရင်ဒါရီယက်ကအဲ့ဟီလေကို1-90ဆိုတာဒါပေးတဲ့ခြေတစ်ခုဆိုပေမဲ့ဒါ5ပေါင်းခြေ3နှုတ်60ကတော့နည်းငယ်စဉ်းစားမယ်5ပေါင်းခြေဖြစ်ပါလေဗျနှစ်တင်းလုံးကလက်ရှိတိုက်ရှိရောခံစစ်မှာကောင်းမွန်တာကြောင့်ကျွန်တော်အနေနဲ့ဒီပွဲကိုရီယက်ဘော်ဒီတဲ့စာလို့ရှိရင်ကျွန်တော် ကျွန်တော်ဒီဘွဲကို2ဒီဘွဲကိုလည်းကျွန်တော် 2C react က 2C 21လောက်ပေါ့ဗျာဆမ်အဲ့ 2C 21လောက်နဲ့အနိုင်ရရှိမယ်လို့ကျွန်တော်ထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘွဲကိုလည်းကျွန်တော် go away ထပ်ပြီးရွေးပေးပါတယ်ဗျာအဲဒါကြောင့်ကျွန်တော်ရဲ့ဒီနေ့အတွက်ကလပ်ဝေါ်ကပ်ပွဲစဉ်တွေအတွက်ရွေးချယ်ပေးမှုကတော့ဒါအေရင်တဲ့ဂျိုဗီတဲ့ပွဲစဉ်တွေတို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကိုအောက်ကိုရွေးချယ်ပေးသလိုဒါအခုရီယယ်မက်ဒရစ်အသင်းနဲ့အေဟီလီရိုရဲ့ပွဲစဉ်မှာလည်း ျွန်တော်ဂိုးအောက်ကိုပဲတက်ပြီးတော့ရွေးချယ်ပေးချင်ပါတယ်ဗျာညီကိုနေနေနဲ့အကြိုက်တူမှလိုက်ကြသားပဲဗျာအကြိုက်မှဒီလို့ရှိရင်လွတ်လပ်စွာပတ်ကန်စော်သားနိုင်ပါတယ်ညီကိုနေနေနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုသဘောကျနှစ်သက်တယ်ညီကိုတွေအတွက်အထောက်ကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျာညီကိုနေနေနဲ့ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်တရရတရရကြီးတရရစော်ကစားခြင်းတယ်ဆိုရင်တော့ဒါငွေကြေးအမခန့်မှုရှိတဲ့ပြည်ဒါ24နာရီငွေသွင်းငွေတော့ပြုလုပ်လို့ရတဲ့ UFA ဘက်မှာတရရကစားဖို့ဖိတ်ခေါ်ပါတယ်ဗျာ အဲ UFA ဘက်မှာဆိုလို့ရှိရင်ညီကိုတို့ဘောလုံးမွေးပြင်ဒါ slot casino ငါးပြည့်လက်ဝေးချက်တိုင်တို့အပြင်ဒါညီကိုတို့နေနေဒါ mobile legend ပွဲတွေပြီးတော့ dota ပွဲတွေပက်ကြီပွဲတွေကိုပါလောင်းပြီးတော့စော်ကစားခြင်းနေဆိုလို့ရှိရင်လည်း UFA ဘက်မှာစိတ်ကြိုက်စော်ကစားလို့ရပါတယ်ဗျညီကိုတို့နေနေ UFA ဘက်မှာအကောက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒါဒီကျွန်တော်ရဲ့ဒီဘယ်လိုရမလဲဒါပွဲပွဲလာကနေပေါ့နော်ဒါ line ကတွေငိမ့်နေတဲ့အချိန် ဘောလုံးပေါက်ကြီးတွေညင်းတဲ့အချိန်ကျရင်ကျွန်တော်စိတ်ကြိုက်ပါတော့ဒါတပွဲကောင်းတွေပြီးသွားလို့ရှိရင်မောင်းလွဲတွေကိုရွေးချယ်ပြီးတင်ပေးနေတယ်ကျွန်တော်ရဲ့ Telegram VIP Channel ကိုဒါ FIFA ဘက်မှာအကောက်ဖွင့်ကစားရုံနဲ့2025 26ဘောလုံးရာသီတစ်ခုစာ free join ခွင့်ရမှာဖြစ်ပါတယ်ဗျစိတ်ဝင်စားလို့ New Green Day နဲ့အကောက်ဖွင့်ခြင်းတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram နံပါတ်အပေါင်း6680239 6792ကိုဆက်သွယ်မိများလို့ရတယ်လို့ကျွန်တော်ရဲ့ Viber နံပါတ်အပေါင်း6630 အပေါင်း6680 2963ကိုဆက်သွယ်မေးမြန်းစော်ကစားလို့ရပါတယ်ဗျ။အဲကျွန်တော်ရဲ့ဒါ Telegram Free Channel ကိုလည်းဒါဒီအဲ့မှာလည်းကျွန်တော် VIP ပွဲလေးတွေကျွန်တော်အစီအပြေပြသလိုချပေးပါတယ်ဗျ။ကျွန်တော်ဗီကျွန်တော်ရဲ့ Telegram VIP free ကျွန်တော် VIP channel VIP channel မဟုတ်ဘူးဗျာကျွန်တော်ရဲ့ Telegram free channel ကိုဒါမျိုးတွေအနေနဲ့ကျွန်တော် join လို့ရအောင်ကျွန်တော် comment မှာ link ချပေးခဲ့ပါမယ်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ဝေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာရှိသောနေ့ရက်ဒီနေ့ဖြစ်ပါစေ နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။